မွန်လူမျိုးတွေရဲ့ရိုးရာဝတ်စုံကိုဘယ်သူမှမလုပ်ဖူးတဲ့ပုံစံနဲ့ရွှေတပိသာကျော်တုံးပြီးတော့ခြားပြခဲ့တာကြောင့်စူရန်ရှိခဲ့တဲ့ Miss Universe Mode တုံး ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Global Media News Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။လက်တလုံးမှာတော့ Miss Universe မြန်မာ2025ပြိုင်ပွဲတွေစတင်ကျင်းပနေပြီဖြစ်ပါရစေ။ဒါကြောင့်မို့လဲအရေးပါတဲ့ round တွေကိုလည်းတစ်ခုပြီးတစ်ခုကျင်းပနေတယ်လို့ဇွန်လ16ရက်နေ့မှာ National Costume ပြိုင်ပွဲကြီးကိုကျင်းပခဲ့ပါရစေ။ Miss Universe မြန်မာက National Costume နဲ့ပတ်သက်ရင်နှစ်စဉ်နှစ်တိုင်းဆရာတစုလို့ပြောလို့ရပါရစေ။ဟာကနေဟင်ကနေဖြစ်စီမဲ့ဝတ်စုံတွေကိုအပြိုင်ဆိုင်လုပ်ကြတာဖြစ်ပါရစေ။ ဒီနေ့ရဲ့ National Costume ပြိုင်ပွဲကြီးမှာ Best National Costume ဆုကြီးကို Miss Universe မုတုံအလှမယ်မြဝီဤသိန်းကရရှိသွားခဲ့တာဖြစ်ပါတယ်။မြဝီဤသိန်းကဒီနေ့အတွက်မုတုံကိုစားပြုနေတဲ့မွန်ဝစ်စုံကိုသာချပြခဲ့တာပါ။ဒါပေမဲ့မွန်ဝစ်စုံကိုအကျိုးတလေပြင်ဆင်ထားခဲ့တာပါ။မွန်ရိုးရဝစ်စုံလို့ပြောရင်လူအများကအနေနဲ့အဖြူလို့သာထင်ကြပါတယ်။ ဒါကြောင့်မို့မြဝီရီတင်ရဲ့ဒီဇိုင်နာကရွှေရောင်မွန်ရိုးရဝစ်စုံကိုဖန်တီးခဲ့တာဖြစ်ပါတယ်။မွန်ရိုးရဝစ်စုံကိုရွှေဝါရောင်အဖြစ်ပြင်ဆင်ထားသလိုအဓိကကိုစားပြုဖော်ပြခဲ့တာကတော့ရွှေဟင်းသာရုပ်ဖြစ်ပါတယ်။မွန်လူမျိုးတွေကဟင်းသာရုပ်ကိုအရန်ကိုမျက်နှာတံပိုးထားပါတယ်။ဟင်းသာရုပ်ကမွန်လူမျိုးတွေအထွတ်ထွတ်ဂုံယူစရာပြရုပ်တစ်ခုပါ။ဒါကြောင့်မို့လဲဟင်းသာရုပ်ကိုထီမိုးအဖြစ်ချပြခဲ့တာပါ။ဟင်းသာရုပ်တစ်ခုလုံးကိုရွှေအစစ်နဲ့လှုပ်ထားခဲ့တာဖြစ်ပါတယ်။ရွှေစစ်ကြီးနဲ့လှုပ်ထားတာဖြစ်တဲ့အတွက် ်ဟင်းသာထီမိုးတစ်ခုရင်းနဲ့တင်ရွှေတပိတ်သားကြောင့်အလေးချိန်ရှိပါရင် စင်မောမတက်ခင်ရှင်ပြိုင်တဲ့အချိန်မှာကြောင်းအလာမေရထီးကိုမနှဲတင်နေရတာမို့ရိုင်လို့နေတာဖြစ်ပါတယ်ထီးတစ်ခုတည်းနဲ့တင်လေးတာမဟုတ်ပဲဝစ်စုံကလည်းထင်ထားတာထက်ကိုလေးပါတယ်ထမိန်ဆိုရင်ဖန်စီကလေးတွေနဲ့အသေးစိတ်ကိုချုပ်ထားတာပါဒါကြောင့်မို့ထမိန်တစ်ခုလုံးကအရန်ကိုလေးနေခဲ့တာပါစင်မောမှာရိုင်သွားမှာကိုအလာမေကိုရိုင်းကအကြောက်နေခဲ့တာပါဒါပေမဲ့စင်မောကိုတက်သွားတဲ့အချိန်မှာရိုင်နာမျိုးလဲလုံးဝမရှိခဲ့ပါဘူးအခက်အခဲမရှိဘဲနဲ့ကိုတရုတ်ပြနိုင်ခဲ့တာပါ မုံရိုးရဝတ်စုံကိုရွှေရောင်ဝတ်စုံအဖြစ်ပြောင်းလဲလိုက်တဲ့အချိန်မှာထင်ထားတာထက်ကိုစက်တရီရှိပြီးတော့လှသွားခဲ့ရပါဒါကြောင့်မို့လဲအလားဆုံးဝတ်စုံတစ်စုံဖြစ်သွားခဲ့ရတာဖြစ်ပါတယ်ဒိုင်းနေအားလုံးကတော့ချိန်နဲ့တက်တဲ့အတွက် Best National Costume ဝတ်စုံစုကိုပေးခဲ့ကြတာပါမုံလူမျိုးတွေကလည်းမုံရိုးရအတွက်ကိုစားပြုချပြတဲ့အချိန်မှာ ဟာသရီလုံးမနေပဲအကောင်းဆုံးချပြရတဲ့အတွက်ကျေးဇူးတင်နေကြတာဖြစ်ပါတယ်အခုနောက်ပိုင်းမှာအလှမဲ့တချို့က National Costume ကိုကပြက်ကချော ်နဲ့ခြားပြတာမျိုးရှိလာခဲ့တာကြောင့်ဖြစ်ပါတယ်။ National Director ရွေးရဲစုကိုတော့သင်္ကန်းကျွန်းကိုစားပြုအလမဲကရုပ်သေးရုပ်ကပြတဲ့ဝတ်စုံနဲ့ရရှိသွားတာပါ။ People Choice စုကိုတော့ဟာခအလမဲကရရှိတာဖြစ်ပါတယ်။ Miss Universe မြန်မာ2025ပြိုင်ပွဲကြီးကိုမကြာခင်ရက်ပိုင်းမှာကျင်းပသွားတော့မှာဖြစ်ပါတယ်။ဒီနေ့အတွက် National Costume ပြိုင်ပွဲမှာနာမည်ကြီးနေတဲ့ခရင်နာဆိုဟာခအလှမဲရန်ရန်ဇူလိုင်ဝင်းထေတို့ကတော့ပါစုမမရရှိခဲ့ကြပါဘူး။ပရိသတ်ကြီးနေတဲ့ကောင်မူထုံကိုစားပြုအလှမဲရဲ့ဝစ်စုံကအကောင်းဆုံးဆုနဲ့ထိုက်တန်ရလားဆိုတာ comment လေးထဲမှာပြပြပေးပါအောင်။အဆုံးထိကြည့်ရှုပေးလို့လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်။